ဒီတစ်ပတ် MS Week မှာကျွန်တော်အနေနဲ့သတိထားမိတာကမြန်မာအသင်းတွေအနေနဲ့အခုလိုမျိုးစန့်ချစ်ဘက်လိန်ကိုရှင်းတဲ့ enemy ကတကောင်ပေါ်သွားတာနဲ့ဒီဘက်မှာတင်းဖိုင်ပြေးဆိုင်တဲ့ split push macro play အကွက်ကိုမထိန်နိုင်ကြတာများတယ် falcon သတင်းလဲလားဆိုတော့မဟုတ်ဘူး wing ကိုတိုင်းကလည်းတစ်ဖက်ကို chip ပေးလိုက်ရတဲ့အချိန်အဲ့ဒီ chip နဲ့ long lane မှာ push ပြီးအခုလိုမျိုး split push တဲ့အကွက်ကိုမထိန်နိုင်ဘူးအရင်တုန်းကကြတော့အဲ့လို split ဆော့တဲ့အကွက်ကို အလုတ်ဖြစ်အောင်ဆော့နိုင်တဲ့အတင်းကရှားတယ်အခုကကြတော့အတင်းကြီးတော်တော်များများဒီမက်ခရိုပလေးကို ပိုင်လာကြတယ်ဒါပေမဲ့ပြဿနာကဒီ chip တွေ Moscow တွေ split တဲ့အခါကောင်တာဆော့ဖို့ခက်နေတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခင်စီပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကအဲ့လိုမျိုး chip တွေ Moscow တွေ enemy ကို ပေးထားရရင်ဘယ်လိုဆော့လို့ရလဲဘယ်လိုဆော့သင့်လဲစသဖြင့် MPL Indo Philippines တို့ကိုအခြေခံပြီးတော့နည်းနည်းလေးပြောပြမယ် ထမဆုံးတစ်ဖက်က chip တွေ mosco တွေပါရင် brother တို့အနေနဲ့နားလည်ထားရမှာက law တွေ tartar fight တွေမှာအချိန်ကြာကြီးဆွဲလို့မရဘူး brother တို့မှာစဉ်းစားနေဖို့အတွက်အချိန်မရှိဘူးဒီမှာဆိုရင် law tractor နဲ့ကာသီးစီးကိုတွေ့လာတန်းပြီးတော့ချက်ချင်း law တွေတွက် short ချပစ်တယ် four ချတယ်မဖြစ်လို့လဲဆိုတော့အချိန်ကြာကြီးထက်ဆွဲရင် aura ဘက်ကဒီ mosco chip ကတောက်လျှောက်တတ်သွားတော့မှာအဲ့ခါကျရင်လိန်ကားပြီး တို့ခရစ်ပြန်ရှင်ဘာညာနဲ့ရှုပ်ကုန်မှာအဲအတွက်ကြောင့်မို့လို့တဖက်ကလာချတာနဲ့လော်သွေးတွဲလျှော့ဒဲ့တိုးဆိုင်တင်းဖိုင်ကိုရဲရဲကြီးဆိုင်ပစ်တဲ့ပုံစံမျိုး နောက်တစ်ခုထပ်ပြမယ်ဒီမှာဆိုလို့ရှိရင်လေ liquid ဘက်က chip စုယူ macro play တော့မယ်အဲ့ဒီချိန်အောက်မှာစုယူပေါ်တာနဲ့ချက်ချင်းကိုတကောင် pick off ပြီးတော့တန်းဖြတ်တာ ပြီးတာနဲ့တင်းဖိုင်ကိုချက်ချင်းဒဲ့ဆိုင်ပစ်တယ်နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်တင်းဖိုင်ဘက်တယ်တွေကိုတောက်လျှောက်ဆိုင်ခိုင်းနေဆိုတာ အလကားမဟုတ်ဘူးဗျချစ်သွေးမော်စကိုတွေရဲ့တဘောတရားကဒီကောင်တွေကမိုဘိုင်လတီတော့များတယ်ဒါပေမဲ့သင်းဖိုင်အားနည်းတယ်ဒီကောင်တွေရဲ့ hero impact ကို5 vs 5ထဲဆိုင်ရင်အားနည်းတာတခုရှိတာ draft မှာတော့သင်းဖိုင်တာတဲ့ hero တွေပစ်ပေးပေါ့နော်ဒီမှာဆိုလို့ရှိရင် coach RC ဆိုလို့ရှိရင် Povius Harris Lucas Gatto ဒါဆိုလို့ရှိရင်သင်းဖိုင်တော်တော်ကြီးကိုတာတယ်သင်းဖိုင်ဘက်တယ်နေနိုင်တယ်ဆိုရင်တစ်ဖက်က split တယ်ဆိုရင်တော့မှကိုယ့်ဘက်က အောက်အလယ်အပေါ်တာဝါတွေနဲ့ပြန် trade လို့ရတယ် blue buff တွေ red buff ဘာညာတွေနဲ့ trade ဆော့လို့ရတယ်ဒီမှာဆိုလို့ရှိရင် mid ကိုပါတာရင်တာသလိုဝင်တိုက်တာစသဖြင့်ပေါ့နောက်ထပ် low mat truck ခင် second 20လောက်ထဲက central back long lane crew wave the wave နဲ့ wave လောက်ကိုကြိုပြီးတော့ရှင်းထား low trucker နဲ့ခုနကလိုပဲ four ချဒီနေရာမှာတခုပြောစရာရှိတာ long lane ရှင်းတဲ့နေရာမှာတစ်ဖက်ကကိုကိုစုံကြည့်ဝိုင်းလောင်းတာမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့အတွက် သင်ဖိုင် draft တွေဆိုလို့ရှိရင်အကောင်းဆုံးကတစုတစည်းချဲသွားမက်ပြောက်တဲ့ကောင်ကလည်းပြောက်ရှင်းမဲ့ကောင်ကလည်းတကောင်လောက်ပဲထွက်ရှင်းအဲ့လိုမျိုးပေါ့မက်အပေါ်အပြောက်ကအစသတိထားပြီးတော့စောင့်တဲ့ကျွန်တော်တို့မြန်မာပွဲနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်သင်ဖိုင် draft ယူပြီးတော့လောင်းလိန် push တာလဲအားနေတယ်နောက်ထပ်ခါလီယာလို pick off hero ယူပြီးဗတဲ့ဖွင်းဝုံတိုင်းဝုံတိုင်းထဲတိုးချဖို့အတွက်ကလည်းအချိန်ကြာကြီးစောင့်နေတယ်ဖဲကွန်ဘာဒီစောင့်နေလဲဆိုတာမသိပေမဲ့ ်သိချတာကကျွန်တော်ရှေ့ကပြတဲ့ကလစ်တွေနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဘတ်တယ် setup ကအကွာကြီးပဲ WG ကိုတိုင်းလည်းဒီတိုင်းပဲဗျတစ်ဖက်က chip grinder စပြီးတော့ macro play ပြီး version ပြလိုက်ပြီးဆိုတာနဲ့ဒီတာတယ်မှာကချเสียရရှိတာမချဘူးတာတယ်လေးလာလုံးလိုက်ပြန်ထုတ်လိုက်နဲ့ Falcon ရဲ့ chip အကွက်ထဲကိုဆက်ဆိုင်မြမြိုင်ကြီးကိုရောက်သွားတော့တာပဲ chip နဲ့ပတ်သက်ပြီးလောင်းလိမ့်မှာ counter play ပုံစံမျိုးတွေအများကြီးရှိတယ်။ညင်တောင်ပြောရမယ်ဆိုရင် ်စက်ချစ်ဘက်လိမ်းမှာကြိုက်တယ်လို့စပလစ်အချိန်တန် chip အာဒီတော့ရင်ဒီကောက်နားမှာ ပေါ်တယ်တစ်ခုပေါ်လာမှာပဲအဲ့ပေါ်တယ်နဲ့သူလဲလော့ဘတ်တယ် join လို့ရသလိုကိုလဲပေါ်တယ်ထဲလိုက်ဝင်ပြီးတင်း5ဘတ်တယ် join လို့ရတယ်ဒီချက်ကိုဖိလစ်ပင်းတွေအင်ဒိုကားကောင်တွေကလက်ကင် chip ကိုကောင်တာရဲ့နေရာမှာအသုံးချကြတယ်ဒီမှာဆိုရင်လဲလောင်းလိန်စပလစ်နေတဲ့ဝမ်ဝမ်ကို chip ကပေါ်တယ်နဲ့လှမ်းခေါ်တယ် chip ပေါ်တယ်ခေါ်တဲ့ information ရတာနဲ့ ်ခါလီနဲ့မော်စကိုရဲ့ movement ကိုကြည့်ချက်ချင်းကိုဝန်ဝမ်းစီကိုဒဲသွားပြီးတော့သူ့ပေါ်တယ်နဲ့လိုက်ဝင်လာတာဒီချက်ကတဖက်ကချစ်ပါတဲ့အချိန်ဒါမျိုးပလေးတွေလုံးရင်တော်တော်လေးကိုအဆင်ပြေတဲ့စရော့ကကျွန်တော်ရှေ့ကပြောတဲ့အချက်တွေကြောင့်ပဲအင်ဒိုတွေဖိလစ်ပင်းတွေမှာကချစ်တွေမော်စကိုတွေကိုတိတ်မကြောက်ကြဘူးဒဲပေးပြီးတော့ရှင်းမယ်ဆိုတဲ့ကောင်တွေကပုံများတယ်မြန်မာမှာကကြတော့ဒီမာခရိုပလေးကိုကောင်တာဆော့ဖို့ဆိုတာ နည်းနည်းလေးတော့လိုနေသေးတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတူတက်ရှင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဘပိုင်ခဏလေးနေအောင်ကျွန်တော်အနေနဲ့ website လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ် mobile charge နဲ့ပတ်သက်တဲ့အကောင့်အကြောင်းတွေတွေကိုချင်းငယ်တော့ org မှာပြုလုပ်လို့ရပါတယ်ချင်းငယ်တော့ org မှာ mobile charge နဲ့ပတ်သက်တဲ့အကောင့်တွေအများကြီးရှိတယ်ကိုလိုချင်တဲ့အကောင့်ကိုကိုလိုချင်တဲ့ဈေးတန်းနဲ့ website ထဲမှာရှာလို့ရတယ် အကောင့်ရဲ့ information အကုန်ကိုလည်းဒီထဲမှာတခါတည်းပါပြီးသားပဲအကောင့်ရဲ့ information win rate skin ဘာညာတွေကြည့်ရတာလည်းအရန်လွယ်ကူတယ်အဲ့ဒါအပြင်ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းအပေါ်က Telegram Facebook Viber ကြိုက်တာကိုနှိပ်ပြီးတော့တွားပြီးတော့ဝယ်ယူလို့ရတယ်